မင်္ဂလာပါရှင်6ရက်10လ2025မှာစနေရက်10လ2025တပတ်တာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့လုပ်ငန်းကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးအလောက်ကခက်ခဲခြင်းတွေ့ဝေခြင်းစဉ်းစားချင်းကျေမှုတွေများပြီးတော့လောကကံရတာအဆင်မပြေမှုတွေကြုံရတဲ့တဲ့ဒါကိုကြည့်စိတ်ပါနော်တန်မိုးကြီးတော့ပစ္စည်းဝင်လာဖို့ရှိနေပါတယ် မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းသင်းရဲ့ဒီပြင်းလွဲမှားမှုခံရတဲ့တဲ့ကိစ္စိုက်ပါစာရုပ်စာရည်နဲ့ပတ်သက်တဲ့ကိစ္စလေးသတိထားပါလက်မှတ်ထိုးတာလေးဒီအမှားရဖြစ်တဲ့ပါလေရန်အန်ရဲ့အတက်ခိတ်တော်မရှိဘူးသို့ပေမဲ့မိမိမှာအပြိုင်ဆိုင်လေးတွေရှိတယ်။နောက်မိမိကိုမနာလိုတဲ့သူရှိတယ်။အဲ့ဒါလေးတော့သတိထားပါအချီးနဲ့ပတ်သက်ပြီးတော့ပြန်လာပွင့်လန်းခြင်းလူကြည့်လူခင်ပေါ်ခြင်းလို့တွေ့ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာလေးတွေကြုံရတတ်ပါလေ ကျမကြီးနဲ့ပတ်သက်ရင်အာယုံကျော်ခြေနဲ့ကြိုက်ခဲ့တဲ့ဝေဒနာကစားတဲ့ဒီဥစိတ်ပါအီးချမ်းမှုရင်းချမ်းမှုရောက်ရှိလာမဲ့တပတ်တာလို့တွေ့ရပါလိမ့်ကံနဲ့ပတ်သက်ရင်တော့အားနည်းတယ်သူ့ပဲမဲ့ထီတိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့သုံးတလုံးထီတိုးကန်ဆန်းလို့ရတယ်ဝေးကြီးနဲ့ပတ်သက်ပြီးတော့ဝေးကြီးလက်လာပါပွင့်လန်းစီမဲ့ရှင်လန်းစီမဲ့တပတ်တာပါ အောင်းနဲ့ပတ်သက်ပြီးတော့ပူပယ်စရာဂျုံကိုပြီးတိလိုက်တဲ့အခါစိုးဝါတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘူးမိမိကိုဘာလေးပဲလုံးလုံးမိတ်ဆွေတွေအပေါင်းအသင်းတွေရဲ့ပံ့ပိုးမှုကူညီမှုတွေတွေရရှိစေမဲ့တပတ်တာပါဒီတော့တနင်္ဂနွေသားသမီးချင်းမိတ်ဆွေတွေကံတောက်ပတ်ဖြစ်စေတဲ့ရည်ရအောင်လေးပေးချင်ပါတယ်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာခွေးဆောင်ဝဝလွေနဲ့ကျွေးရင်းနဲ့မိမိကကဲနေတဲ့တပတ်တာတွေအញ្ញံခိုက်တွေကင်းစင်ပပျောက်ပြီးတော့ကောင်းချိုးချမ်းသာများရရှိစီမှာပဲဖြစ်ပါလေရှင်။ င်္ဂလာပါရှင်6ရက်10လ2025မှာစနေရက်10လ2025တပတ်တာတင်းလာသားသမီးချင်းမိတ်ဆွေရဲ့လုပ်ကင်ကနေစတင်ဟောပြောပြပါပဲဖြစ်ပါတယ်ရှင်တင်းလာသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေပါတယ်မိမိရည်ရွယ်ကြံစီထားတဲ့ကိစ္စလေးတွေဒီတပတ်ထဲမှာအောင်မြင်စေပဲလို့တွေ့ရပါတယ်တန်မိုးကြီးသောပစ္စည်းတော့ထွက်တတ်တယ်ဒါကလေဟိုအမှုမဲ့အမှတ်မဲ့နေတလန်နေမှာကိုကထွက်သွားတာမျိုးဒါမှမဟုတ်ရင်လည်းပဲ ကိုယ်ပစ္စည်းတွေကိုခံလိုက်ရတာမျိုးအဲ့လိုပုံစံမျိုးနဲ့ထွက်တတ်တာအဲ့ဒါလေးကိုသတိထားရမယ်နော်မိတ်ဆွေကံရံကောင်းနေဆရာသမားကံရံကောင်းနေပြီးတော့ဒီတစ်ပတ်ထဲမှာမြေကိစ္စစကားပြောဆိုရမယ်ဆိုရင်မိမိဘက်ကနေပြီးတော့တည်တည်ချာချာစနစ်တကျနေကောင်းဆိုတာပြောရေးဆိုပေးရှိတဲ့တယ်မှာပါတယ်အင်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရမယ်အင်းကိစ္စစကားပြောတော့မယ်ဆိုရင်ပြဿနာလေးရေစုံတရားဖြစ်တဲ့တည်းဒါကြောင့်သတိထားပါဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းစရာလေးဖြစ်တတ်ပါတယ် ရန်အန်လောဝမရှိဘူးချစ်သူခင်သူတွေပေါ်လာမယ်တပတ်တာပါအခြေအနေပတ်သက်ပြီးတော့မျက်နှာပွင့်လန်းမဲ့လူရှိလူခဲ့ပေါ်မိအင်တော်ကြီးနဲ့ပတ်သက်ရင်အောက်လက်ငယ်သားတွေကြောင့်ပါရစီပဲအင်တော်ကြီးလို့တွေ့ရတယ်။ကျောင်းမကြီးနဲ့ပတ်သက်ရင်တော့ဂယုဆိုင်ပါအသိရှိသောတရဝါကောင်အကိုက်ခံတကယ်ဂယုဆိုင်တော့အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့တပတ်လုံးမှာအလုပ်တွေရဲရှုပ်တွေပြင်ပန်းနေဒါကြောင့်မလို့ပဲအေးချမ်းသေးလို့တွေ့ရတယ်။ ကံနဲ့ပတ်သက်ပြီးတော့ကံအားကောင်းနေတီတူကံဆန်းမယ်ဆိုရင်တော့ငါတလုံးတီတူကံဆန်းလို့ရတယ်။ငွေချင်းနဲ့ပတ်သက်ပြီးတော့မိမိကညံဆွမ်းညံစားနဲ့ရှာတဲ့ငွေချင်းရောကံကြောင့်ဝင်လာတဲ့ငွေရောနှစ်လုံးဝင်လာလို့ရှိတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပုံပန်စရာကြည့်လိုက်တဲ့အခါစိုးဝါတဲ့ပုံပန်မှုမျိုးလုံးဝမတွေ့ရဘဲနဲ့ပျော်ရွှင်ပွေရာခီးမျိုးတောင်သွားတတ်တယ်။ဒီတော့တနင်္လာသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ယရိယာကောင်းလေးပေးခြင်းနဲ့တနင်္လာသားသမီးချင်းမိတ်ဆွေတွေ ဖះမှာဒေးချင်းတစ်ခွက်လူတိုင်းချင်းပြင်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လင်းသွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။6ရက်10လမှာစနေရက်10လ2025တပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။အင်္ဂါသားသမီးချင်းမိတ်ဆွေမပြီးပြည့်တဲ့အလုပ်ကိစ္စလေးတွေမှာစိတ်ညစ်စရာစိတ်ရှုပ်စရာဖြစ်ပြီးတော့လုပ်ကိန်းရတတ်ပါတယ်။တန်မိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်။ မိတ်ဆွေပေါင်းသင်းတွေရေးဆရာမားရီရဲ့ကိုကြီးပံ့ပိုးထောက်ပံ့မှုရတဲ့အပြင်မိမိငွေကြေးကိစ္စလေးတွေစကားပြောဆိုတဲ့အခါအောင်မြင်စေမဲ့တပတ်တာလို့တွေ့ရပါသည်အိမ်နဲ့ပတ်သက်ရင်တော့အိမ်ကိစ္စစကားများပဲပြဿနာဖြစ်ပြီးဒါကြောင့်မိမိဘက်ကပြောမဆိုမတွေမဖြစ်အောင်ကြိုးစိတ်ပါဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့တက်ကြီးရွယ်အိုတွေကြီးခဲ့တဲ့သူတွေအတွက်နောက်ဆန်တင်ရမယ်ပူပန်ရမယ်ဒီလိုလေးတွေ့ရတယ်ရန်အနေနဲ့တိုက်ခိုက်ရှိတဲ့သတိထားပါနော် ဘယ်ဟိုဘဲသွားသွားသွားတဲ့နေရာတွေမှာအမြင်တဲ့ကိုယ်အတွက်အန္တရာယ်လေးတွေရှိတယ်အဝိသက်လေးတွေရှိတယ်ဒါကိုဘယ်လိုဆိုင်ပါချီးနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လန်းတဲ့တပတ်တာပါအိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်စီကနေတရင်ကောင်းချာတပါးတယ်ဈာမိုင်းနဲ့ပတ်သက်ရင်တော့ဘိုင်းနဲ့ပတ်သက်ပြီးတော့ဘိုင်းမကောင်းတာဘိုင်းအောင်တာဘိုင်းနာတာဒီလိုလေးခံစားတည်တည် အေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာမယ့်တပတ်တာမိသားစုတွေငွေကြီးစုဆောင်ထားတာလေးနဲ့အလှူတန်းလေးတွေလုံးဝမေးဆိုတဲ့အရာလေးလည်းတွေ့ရပါတယ်။ကံနဲ့ပတ်သက်ရင်တော့အားနေတယ်။သို့ပေမဲ့မဖြစ်မနေထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့လေးတလုံးထီထိုးကန်ဆန်းလို့ရတယ်။ငွေကြီးနဲ့ပတ်သက်ပြီးတော့ရှင်လန်းပွန်းလန်းလာမယ့်တပတ်တာပါ။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တဲ့အခါအောက်လက်ငယ်သားတပတ်လက်သားလေးနဲ့ပတ်သက်ပြီးတော့ တခုခုကိုကိုကလိုက်ဖြည့်ရှင်းပေးရတာမျိုးလေးဂျုံအပ်တက်တယ်ဒီတော့အင်္ဂါသားသမီးချင်းမိတ်ဆွေတို့ကံထောက်ဖက်ဖြစ်စီတဲ့ယရိယာကောင်းလေးပေးချင်ပါတယ်အင်္ဂါသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရရမယ့်တပတ်တာယရိယာကတတ်တလို့ခောက်ဆွေးကြောအိမ်ဖျားမှာလှူဒန်းခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်။၆ရက်၁၀လမှာစနေရက်၁၀လ2025တပတ်တာဘုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေရဲ့လုပ်ငန်းကနေစတင်ဟောပြောမှာပဲဖြစ်ပါတယ်ရှင်။ ုံလုံးသားသမီးချင်းမိတ်ဆွေအလုံနဲ့ပတ်သက်ပြီးတော့ပြဿနာတွေရှိတယ်လုပ်ငန်းဘယ်မှာပြောရေးဆိုရာကိစ္စတွေမှာပြဿနာတွေတက်သွားတာမျိုးနောက်ပြောငွေကြီးအယောစားရှိတာမျိုးဒါလေးတွေ့ရတဲ့ပြဿနာပါနော်တန်မိုးကြီးသောပစ္စည်းထွက်တဲ့တည်ထားပါမိတ်ဆွေတွေဇာသမားတွေကုညီမေမဆာမေမြေကိစ္စလေးအစီအပြေမေပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းတယ်အိမ်နဲ့ပတ်သက်ပြီးတော့အိမ်မှာအလိညာခံရတာအိမ်ကိစ္စစာချုပ်ချုပ်ဆိုတဲ့ကိစ္စအလိခံရတဲ့ပြဿနာနော် ဆွေမှုသားချင်းနဲ့ပတ်သက်ပြီးကံအောင်ကောင်းနေခྱི་သွားပြီးသွားတဲ့ခྱི་ရတယ်ပဲမိမိရည်ရွယ်ထားသည့်အတိုင်းအကြမကြနဲ့ခྱི་ထွက်ရတာမျိုးကြုံရတဲ့တည်းရန်အန်ဒီရဲ့စူးစူးဝါရှိတဲ့ဂိမ်းဆိုင်နော်အဲ့တော့ကိုကိုဖျက်လူဖျက်စီးလောက်တာမျိုးနောက်ပြီးတော့ကိုကို အပုတ်ချတာမျိုးနာမည်ဖျက်တာမျိုးခံရတဲ့တည်းပါအချီးရင်းနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်မဲ့လူကြီးလူငယ်ပေါ်မိအိမ်တော်ကြီးနဲ့ပတ်သက်ရင်အိမ်တော်ဘက်ရဲ့ကျမ်းမာကြီးညံ့တဲ့တဲ့ view စိတ်ပါ မိမိကိုယ်တိုင်ကျန်းမာရေးနဲ့ပတ်သက်ရင်သတိထားပါဖြစ်လိုက်ရင်ခြေစစ်လက်စစ်လေးတွေကြိုက်တာခဲတာလေးကြုံရတဲ့တည်းအေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူးဘာကြောင့်လဲဆိုတော့လုပ်ငန်းခွင်မှာပြဿနာလေးတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မအေးချမ်းသေးဘူးလို့တွေ့ရပါတယ်ကံနဲ့ပတ်သက်ပြီးတော့ကံအားလုံးကောင်းတယ်ထီထူးကန်ဆန်းခြင်းတွေဆိုရင်တော့၃ညတလုံးထီထူးကန်ဆန်းလို့ရတယ်ဝေးချင်းနဲ့ပတ်သက်ပြီးတော့ချီးငါထားတော့ဝေးချင်းကိစ္စများစကားပြောဆိုရတဲ့တည်း ားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြည့်လိုက်တဲ့အခါမိမိကိုဒုက္ခပေးတဲ့သူကလေးစုံမရဖက်ယောက်ျားဆိုရင်မိမရှိတယ်ပေါ့မိမဆိုရင်ယောက်ျားရှိတယ်အဲ့လိုလေးစုံမရဖက်ကဒုက္ခပေးတာမျိုးကျုံရတဲ့တဲ့ဒီဥစိတ်ပါဗုဒ္ဓဟူသာသမီးချင်းမဆွေတွေကံထောက်ပံ့ဖြစ်စီတဲ့ယရိယာကောင်းလေးပေးချင်ပါတယ်ဘုဒ္ဓသာသမီချင်းမဆွေပြုလုပ်ဆောင်ရမယ့်ယရိယာကမိမိနေအိမ်ကဖျားမှာပန်းဝါခုနှစ်ပွင့်လူရန်ချင်းဖြစ်ခက်ခဲနေတဲ့တပတ်တောင်အလုံးစုံပြည်လေသွားမိန်လူတို့ရပါတယ်ရှင်မိင်္ဂလာပါရှင်6ရက်10လမှာ စနေ့ဆယ်လ2025တပတ်တာကြာသပတေးသားသမီးချင်းမေးဆွေရဲ့လုပ်ငန်းကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါလိမ့်ရှင်။ကြာသပတေးသားသမီးချင်းမေးဆွေအလုပ်ကအရန်ကောင်ဘာလီပဲလုံလိုက်လုံလိုက်မိမိရည်ရွယ်ထားတဲ့အတိုင်အဝေးခွေချနေအဆင်ပြေသွားစေမယ့်တပတ်တာပါ။တံမိုးကြီးသောပစ္စည်းတော်ထွက်တတ်တယ်ဒါလည်းလိုအပ်လို့တကယ်ကိုသုံးရမယ့်အရာမို့လို့ထွက်သွားတာလေးကျွန်တော်တတိ။မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေရဲ့ မနာလိုဖြစ်တာတွေမိဆွေတွေရဲ့ဒုက္ခပြတာတွေဒီလိုလေးခံရတတ်တယ်နော်အိမ်နဲ့ပတ်သက်ပြီးတော့အရန်ကောင်းအိမ်ကိစ္စတွေဆင်ပြေမယ်အိမ်ဝယ်တဲ့ကိစ္စတွေဆင်ပြေမယ်အိမ်ပြုပြင်တဲ့ကိစ္စတွေအရန်ကောင်းနေပြီဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့အဲ့လိုကျမ်းမာကြီးမကောင်းတဲ့သတင်းတွေကိုကြားရတတ်တယ်ရန်အနေနဲ့တိုက်ခိုက်ရန်များတယ်ဥပက္ခဘလို့ပဲတိုက်ခိုက်များများကြိုးစားပါအလုပ်တစ်ခုကို အာရုံစုဆိုင်စွာလုပ်ပါမ တ်ဝန်းကျင်လေးရဲ့စကားကိုနားထောင်တဲ့အရာလေးတွေကိုနားထောင်ပါဒီလိုလေးပဲပြောချင်ပါတယ်နော်အချင်းကြီးနဲ့ပတ်သက်ပြီးတော့မျက်နှာအရန်ပွင့်မယ်လူကြီးလူငယ်ပေါ့မယ်ဒီလိုလေးတွေ့ရတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်ရဲ့အယူဆိုင်မှုကျင်နာမှုယူရမှုတွေရရှိစေမဲ့တပတ်တာပါကျမကြီးနဲ့ပတ်သက်ရင်စိုးကျိုးလုံးဝမရှိဘူးကံနဲ့ပတ်သက်ရင်တော့အားနည်းတယ်ဘာဖြစ်မနေတီတိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့6တလုံးတီတိုးကန်ဆန်းလို့ရတယ် ဝေးချင်းနဲ့ပတ်သက်ပြီးတော့ဝင်လန်းရှင်လန်းစီမဲ့တပတ်တာပါပြောတိုင်းဖြစ်လုပ်တိုင်းဖြစ်ဆိုတော့ဝေးရှာလို့ကောင်းတာပေါ့နော်အားလုံးနဲ့ပတ်သက်ပြီးတော့ပုံမှန်စရာကြည့်လိုက်တော့ဘာသာရေးနဲ့ပတ်သက်တာတွေအလူအတန်းတွေများစွာလုပ်ရင်းနေဝေးချင်းလက်လာပါတွေလည်းဝင်လန်းပေးရှင်လန်းပေးအကျုပ်ရည်တွေလည်းများစွာရရှိစေမဲ့တပတ်တာပါဒီတော့ကြာတာပြီးသားသမီးချင်းမိတ်ဆွေတို့အကန့်ထောက်ပံ့ဖြစ်စေတဲ့ယနေ့အကောင်းလေးပြချင်ပြီ။ကြာတာပြီးသားသမီးချင်းမိတ်ဆွေ တန်ကတော့တပါးကိုမိမိကြိုက်နေတဲ့ရဟင်းလျာတစ်ခွက်နဲ့စွန်တဝဲနဲ့စက္ကန့်လူတန်းချင်းဖြင့်ခက်ခဲနေတဲ့တပတ်တောင်အလုံးစုံပြည်လေသွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။6ရက်10လမှာစနေရက်10လ2025တပတ်တောင်တောက်ကြတောက်သမီးချင်းမစုရဲ့အလုတ်ကိန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။ ။ပေါကြသားမိချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့ကိုလုံးနေတဲ့အလုပ်ကလေးတွေမှာမပြီးပြည့်လို့စိတ်ညစ်ရတာနောက်ပြီးတော့မပြီးပြည့်တဲ့အပြင်ပြဿနာလေးတွေကြုံတွေ့ရတာဒီလိုလေးတွေရှိနေတာကိုခရီးဆိုင်ပါနော်။တံမိုးကြီးတော့ပြည်စီဝင်လာလို့ရှိတယ်အဲ့တော့ကိုကိုတိုင်းပဲဝယ်ဝယ်သူတစ်ပါးကပဲလက်ဆောင်ပေးပြီးတံမိုးကြီးပြည်စီဝင်မယ်လို့တွေ့ရတယ်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းတဲ့နဲ့ရံများချင်းစကားများချင်းပြဿနာဖြစ်ချင်းလို့တွေ့ရတယ်ဒေယူဆိုင်နော်အိမ်နဲ့ပတ်သက်ရင်တော့အိမ်ကိစ္စတွေမှာပူပန်တက်တယ်စိတ်နှောင့်ယှက်ကြုံရတတ်တယ် ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆွေမျိုးသားချင်းမှာစိတ်ဝမ်းတွေကွဲစီတာမျိုးကျွန်မတက်တည်ခရီးနဲ့ပတ်သက်ပြီးတော့သွားမယ်လို့ရည်ရွယ်ထားပြီးတော့မှရက်ရွှေ့သွားတာမျိုးလည်းကျွန်မတက်တည်ရန်အနေနဲ့အတိုက်ခိုက်စူးစူးဝါမရှိဘူးဆိုပေမယ့်ကိုယ်အမြင်မကြည့်တဲ့သူတွေရှိတယ်ဒါအောင်ကိူးစိတ်ပါအခြေအနေနဲ့ပတ်သက်ရင်ညနာအရန်ပွင့်နေတဲ့စမ်းပွင့်နေတဲ့ကာလအိမ်တော်ရင်းနဲ့ပတ်သက်ပြီးဆိုရင်တော့မိမိအိမ်တော်ဘက်ရဲ့ဝေးကြီးကိစ္စလေးတွေတော့လိုက်လံဖြည့်ရှင်းပေးရတာကိုကဖြည့်ရှင်းပေးရတာဒီလိုလေးကျွန်တော်တက်တည် ကျမ်းမာရေးနဲ့ပတ်သက်ရင်စိုးချုံမရှိဘူး။ဒါပေမဲ့ကိုကအရင်ကနေကအနာတရဖြစ်လာရင် ကျမ်းမာရေးဒီတချောင်ချောင်ဖြစ်လာနေဆိုရင်ဒီတစ်ပတ်ထဲမှာအနာနဲ့စီးတွေ့သွားနိုင်မယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားနေတယ်သို့ပေမဲ့မဖြစ်မနေထီထိုးကံဆန်းခြင်းတွေဆိုရင်တော့နှစ်တလုံးထီထိုးကံဆန်းလို့ရတယ်။ငွေကြီးနဲ့ပတ်သက်ပြီးတော့အချင်းငါဘသူ့အမမလုံးနေငွေကြီးငွေငါကိစ္စလေးတွေမှာပြဿနာပေါ်တတ်တယ်ရှင်းရတတ်တယ်လင်းရတတ်တယ် ားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြည့်လိုက်တဲ့အခါမှာမိမိအနေနဲ့ကိုကသူတော်ကကိုကိုပဲစိတ်နှောက်ယှက်တွေပေးထားတယ်လို့မကောင်းတဲ့အစီအစဉ်တွေနဲ့လှုပ်ထားတယ်လို့ကိုကလုံးမအီမသားလေးဖြစ်တာဒီနေ့စိတ်ကြည်လန်းနေဒီနေ့စိတ်ရှင်လန်းနေနောက်နေ့ကျရင်ကိုရီလက်တွေလေးလံထိုင်ပိုင်းပြီးတော့အိယာထဲမှာဘုံဘုံလဲကျင်နေဒီလိုမျိုးလေးတွေဖြစ်တတ်ပါတယ်ဒီတော့ဘာသာရေးများများလုပ်ပေးရတယ်ဒိတ်တယ်များများလုပ်ပေးရတယ်နော်ကံတောက်ပတ်ပြည့်စည်တဲ့ယရိယာက နေအိမ်ကဖျားမှာ နွားနှုတ်သုံးခွဲလူတိုင်းချင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်နယ်သွားမိန်းလူတွေရပါတယ်ရှင်မင်္ဂလာပါရှင်6ရက်10လမှာစနေရက်10လ2025တပတ်တာစနေတောင်းသမီးချင်းမိစုရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါလိမ့်ရှင်စနေတောင်းသမီးချင်းမိစု၏အလုတ်နဲ့ပတ်သက်ပြီးတော့အရန်ကောင်းဗာလိလုံလုံကိုရည်ရွယ်ထားတဲ့အတိုင်းအဝေခွေချတဲ့အစီအပြေမင်းအလုတ်ကအကျိုးမြတ်တွေရမင်းအလုတ်နဲ့ပတ်သက်တဲ့အခွင့်အလမ်းလေးတွေပေါ်မင်းဒီလိုလေးတွေ့ရတယ်ဗောနော် တမိုးကြီးတော့ပြည်စီဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေပေါင်းတဲ့ရဲ့ကိုကြီးထောက်ပံ့ကောင်ရဖို့ရှိတယ်။အောက်လိုက်ငယ်သားစီရနေလဲတည်င်းကောင်းချားဖို့ရှိတယ်။အိမ်ကိစ္စနေရတိုင်းကိစ္စတွေအလုံးစုံဆေးပြေးတော့ပါလိမ့်မယ်။ရှင်ဦးသားချင်းနဲ့မှကျမ်းမာရေးအသေးတန်ညံ့တဲ့တည်င်းနေချားတဲ့တည်။ရန်အနေရတိုက်ခိုက်ရှိတယ်မိမိကိုအပြစ်ပြောမယ်မိမိကိုမနာလိုတာခံမယ်ဒါလေးတော့တတိထားနော်။ ချီးနဲ့ပတ်သက်ပြီးတော့အင်မတန်မှမျက်နှာပွင့်နေမိလူချစ်လူခင်ပေါ်မိအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့သားသမီးတွေအတွက်အိမ်တော်ကြီးမှာပူပန်နေရတာမျိုးလေးကြုံရတဲ့တည်းကျမ်းမာကြီးနဲ့ပတ်သက်ရင်တော့စိုးချိုးလုံးဝမရှိဘူးကဲနဲ့ပတ်သက်ရင်တော့အားနေတယ်သူ့ဘယ်မဲ့ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့တစ်တလုံးထီထိုးကန်ဆန်းလို့ရတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ဝင်လာတဲ့ငွေကြီးလေးတွေဟာအထွက်အရန်ကျန်းနေတယ်မှာပါတယ်ငွေမစုမိတာမျိုးဖြစ်တဲ့တည်းပေါ့နော်ပူပန်စရာလေးကြုံကုန်ပြီးကြည့်လိုက်တော့ မိမိကိုမကောင်းတဲ့အရာတွေကနေပြီးဟန့်လာမျိုးဥမာတနေရသွားမယ်ဆိုရင်အပြင်းနဲ့တဲထိရင်ဖို့ဖြစ်စရာအကြောင်းအရာလေးတွေပေါ်လာမျိုးဒီလိုလေးတွေ့ရတယ်ဒီလိုစနေသားသမီးချင်းမိတ်ဆွေတို့ကံထောက်ပံ့ဖြစ်စီတဲ့ယရိယာကောင်းလေးပြီးချင်ပါလေစနေသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရွက်ရမယ့်ယရိယာကရေများများလှူပေးရတယ်လိုအပ်နေသောနေရာတွေမှာရေကုသိုလ်လှူဒါန်းခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်